ုတ်ကဲ့မင်္ဂလာပါတဲ့ကျွန်တော်အခုဒီနေ့ဗီဒီယိုလေးမှာဒီ Facebook မှာကျွန်တော်တို့ဓာတ်ပုံတစ်ပုံနဲ့ပဲအပိုင်းလေးတွေခွဲပြီးတော့မှတင်တဲ့ tutorial လေးကိုကျွန်တော်လုပ်ပြပေးချင်ပါတယ်ပြီးတော့ဒါလေးကအမြင်လဲဆန်းတော့ကြည့်လို့လဲလှတယ်ကဲဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးပါမယ် ပထမဦးဆုံးကျွန်တော်တို့ကွန်ပျူတာမှာ Photoshop Adobe Photoshop software လေးတော့ရှိဖို့လိုမယ်။ Adobe Photoshop software ကိုဖွင့်လိုက်ပါပြီးတော့ကိုတင်းခြင်းနဲ့ပုံတပုံကိုရှာမယ်။အဲဒီပုံကတော့ဒီလုံးဝ1 to 1 square ပုံဖြစ်ရမယ်နော်။ဖြစ်ဖို့လိုမယ်။ပြီးတော့ကျွန်တော်တို့ file နဲ့ new ကိုခေါ်ပြီးတော့ဒီမှာ new document preset အသက်ကလေးဖန်နေမယ်အဲ့ဒါမှကျွန်တော်တို့ width ကို3000ထားပြီးတော့မှ back zen နဲ့ပဲထားမယ်နော်ပြီးတော့ height ကို996ထားမယ်ပြီးတော့ resolution ကိုဟို2400 sorry 240အဲထားပဲပြီးတော့ဒီနာမည်ကိုတော့ကျွန်တော် 1s to 1ဆိုပြီးပဲပေးမယ်။ဘာကြောင့်လဲဆိုတော့ဒီဟာမှာကျွန်တော်တို့က 1s to 1ရယ် 2s 3s to 2ရဲ့လို့မှဖြစ်တဲ့အတွက်တာမဲ 1s to 1လို့ပဲပေးမယ်ဟုတ်ပြီ 1s to 1လို့ပေးပြီးသွားရင်ကျွန်တော်တို့ transparent ဆိုတာလေးပြောင်းထားပြီး ပြောင်းထားရမယ် background content မှာပြီးရင် safe flow ပြီးတော့ safe flow လိုက်လို့ရပါပြီပြီးရင် create ကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့အလုံးလုံးမဲ့ area ထဲမှာ find တစ်ခုရောက်အသက်တစ်ခုရောက်ပြီးသားဖြစ်သွားလိမ့်မယ်ကဲအဲ့ဒါပြီးတော့နောက်ထပ် အဲ preset တစ်ခုဖန်ပြီးပါမယ်နောက်တစ်ခုကတော့ ratio က2337 back set ထားမယ် width ကို ပြီးတော့ height ကတော့669 back set ထားမယ် resolution ကိုတော့72ပဲထားမယ်ပြီးရင် background quantity က transparent ထားမယ်အရင်ဟာလည်းပဲ transparent မယ်ကျွန်တော်ပြောမိသွားတယ်အဲအခုဟာမှာ အကြတော့ 2s sorry 3s to 2 ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပြီးတော့ save ကိုနှိပ်မယ်ပြီးတော့ save preset ကိုလည်းပဲဒီနာမည်အတူတူပေးပြီးတော့မှ save လုပ်ထားမယ်ပြီးတော့ create name ဆိုရင်ကျွန်တော်ဟိုကအလုပ်လုပ်မဲ့ area တွေကိုဖိုင်တစ်ခုတစ်ခုရောက်သွားမယ်ရပြီအဲ့ဒါဆိုရင်ပြီးပြီကျွန်တော်စုစုပေါင်းအနေနဲ့ 1s2 1အာ document လေးကနှစ်ခုလုံးမယ်အဲကြောင့်ကျွန်တော် once to one ကိုနှစ်ဖိုင်းဖွင့်ရအောင်ဖွင့်ထားလိုက်မယ်ဖွင့်ထားလိုက်မယ်ပြီးတော့3 years to 2อ่ะสุสุบางอนีเนဆိုရင်3ไฟล์လို့မယ်အဲဆိုတော့1 is to 1က2ไฟล์3 is to 2က3ไฟล์สุสุบางလို့မယ်အဲ့ဒါကိုကျွန်တော်အရင်ဖွင့်လိုက်မယ်အားလုံးပေါင်း5ไฟล์ဖြစ်မယ်ပေါ့ ကေ1:1နှစ်ခုပြီးတော့3:2က3ခုအဲ့လိုမျိုးတန်းစီပြီးဖွင့်ထားလိုက်ပါမယ်အဲ့ဆိုတော့ကျွန်တော်လုံးလို့ရပြီကျွန်တော်ပုံကိုသွားမယ်ပုံကိုသွားပြီးတော့မှဒီပုံကိုအဲ1:1နဲ့3:2အချိုးတွေရအောင်ဖြတ်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ2 box က C ဆိုတဲ့ key လေးကိုနှိပ်ပြီးတော့မှ crop 2လေးကိုယူလိုက်မယ်နော်ပြီးတော့ center ကြောက်အောင်တလို့၄ဘိုင်းပန်းလိုက်မယ် ဒီအပိုင်းနှစ်ပိုင်းကဘယ်ဘက်အချမ်းရှိတဲ့အပိုင်းနှစ်ပိုင်းက1:1ဖြစ်ရမယ်အဲ့ဒါက1:1အတွက်ခွဲဖို့အတွက်နှစ်ပိုင်းပေါ့အပေါ်ကဟာနံပါတ်1ဖြစ်ပြီးတော့အောက်ကအချမ်းကနံပါတ်2ဖြစ်မယ်ဒါက1:1ပြီးတော့1:1ခွဲပြီးသွားပြီးဒီညာဘက်ကအချမ်းကိုတော့ကျွန်တော်တို့3:2ကို၃ပိုင်းပိုင်းရပါမယ် ဆိုတော့ဆိုနာအတိုင်းမှာ crop 2လေးကိုယူလိုက်မယ်ပြီးတော့ဒီ ratio မှာ 3s to 2လို့ပြောင်းလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ auto ချိန်မိသားရပါပြီကဲအဲ့ဒါပြီးတော့ရွှေ့မယ်ပြီးတော့ဒီ ruler တဲ့အနေမှာ guideline လေးထုတ်ပြီးတော့မှတ်ချထားရမယ်ပြီးတော့ crop 2လေးကိုပဲပြန်ယူပြီးတော့ နောက်ထပ်ကျန်းတဲ့အပေါ်ကနှစ်ပိုင်းကို 3s22 ပြန်ပိုင်းမယ်ဒါတကယ်တော့ပိုင်းတာမဟုတ်ပါဘူးဒီ guideline လေးရခြင်းလို့ဟိုထုတ်ချင်လို့အတွက်ကျွန်တော်တို့ရဖို့အတွက်ရထားတဲ့သဘောအနေနဲ့ crop 2ကိုသုံးရတာပါတကယ်တော့ crop လုပ်ချင်လို့မဟုတ်ပါဘူးကဲဒါပြီးတော့အဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့အပိုင်းတွေအတွက်ဒီ guideline လေးချပြီးသွားပြီဆိုရင်ရပါပြီကဲအဲဆိုရင် ကျွန်တော်တို့ပုံလေးတွေကိုတပိုင်းချင်းသိဖြတ်ပြီးတော့ဟိုဘက်အသက်ဖွင့်ထားခဲ့တဲ့ကျွန်တော်တို့ document united united new document united လေးမှာသွားစီတော့မယ်နော်အဲပြီးတော့အဲ့ဒါဆိုရင်ဒီမှာ ခုနပြထားတဲ့ပိုင်း3ပိုင်း 3s2 3ပုံရယ် 1s2 1နှစ်ပုံရရပြီအဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒါလေးကိုဖြတ်တော့မယ်ပုံလေးကို ုံလေးကိုမဖြတ်ခင်ကျွန်တော်တို့အဲ့ဒီအသက်ခေါ်ထားတဲ့ဖိုင်းမှာပဲကဲ crop 2လေးယူပြီးတော့မှအခိုင်လိုင်းလေးနဲ့1:1ရဲ့အကွက်ထဲဝင်အောင်ပြန်ရမယ်เนาะကျွန်တော်တို့ခု1:1ကိုသွားမယ်သွားပြီးတော့ဒီမှာ1:1လောက်ရိုက်ပြီးတော့ဟုတ်ပြီအဲ့လိုရပြီဆိုရင် guideline လေးထုတ်ပြီးရထားတယ်ကျွန်တော်တို့ပုံထည့်တဲ့အချိန်ကျရင်အဲ့ဒီ guideline အတွင်းမှာဝင်အောင်ထည့်ရမှာအဲအဲ့ဒါအဓိကအရေးကြီးတာကဲလာပြီးတော့ဓာတ်ပုံကိုသွားမယ်သွားပြီးတော့ rectangular tool လေးနဲ့ပဲဖြတ်လို့ရတယ်ဒါကြတော့အဲဆိုတော့ m ကိုနှိပ်လိုက် keyboard ကနေပြီးရင် rectangular tool လေးနဲ့ဖြတ်မယ် once to one ပြီးတော့ control c ကိုနှိပ်မယ်เนาะ move to ကိုယူပြီးတော့ control c ကိုနှိပ်မယ်အဲမရသေးဘူးဘာကြောင့်လဲဆိုတော့ဟိုမှာကျွန်တော် background layer ကို select လုပ်မှာဒါလို့ background layer ကို select လုပ်မယ်ပြီးတော့ control c ကိုနှိပ် ပြီးတော့1 to 1ကိုသွား control ပြီးတော့နေအဲ့ဒါပြီးတော့ control t ကိုနေပြီးတော့ transform transform လုပ်မယ်နော် freeze transform လုပ်ပြီးတော့ဒီကို guideline နဲ့ guideline လေးနှစ်ခုကြားထဲမှာဝင်အောင်ချလိုက်မှာအဲ့ဒါဆိုရပြီအဲ့လိုရပြီဆိုရင် save လို့ရပါပြီကျွန်တော်တို့ file ကိုသွားမယ်ပြီးတော့ export ကို နှိပ်ပြီးတော့အမှ export as ကိုနှိပ်ပြီးတော့ format တိုင်းမှာ jpg format နဲ့ပဲ save လုပ်ပါမယ်ကဲ jpg format နဲ့ဒီ setting တွေကဘာမှပြောင်းလို့ရမလို့မှန်ပြီသားပြီးတော့ export ကိုနှိပ်လိုက်မယ်ပြီးတော့ desktop ပေါ်မှာပဲ save ထားမယ်ဒါ once to one ရေပုံဖြစ်တဲ့အတွက် စုစုပေါင်းကျွန်တော်ပုံ၅ပုံရှိမှာဗျာအဲဆိုတော့ကျွန်တော်ဒီမှာနံပါတ်1လောက်ပဲနာမည်ပေးလိုက်မယ်1 is to 1 1လောက်နာမည်ပေးထားမယ်ပြီးရင် save လုပ်လိုက်ပြီးအဲဒါပြီးရင် united နောက်တစ်ခုအသွားပါ1 is to 1ကော်ထားရတယ်ပြီးတော့ crop 2လေးယူပြီးတော့1 is to 1အချိုးစားတိုင်းမဲ့ guideline လေးတွေချထားရပါကပီးရင် တပ်ပုံကိုသွားသွားပြီးတော့ rectangular tool လေးကို u m ငုံနေအဲဟုတ်တယ် m m ငုံနေလဲရတယ်ပြီးတော့အဲ့ဒီကနေမှ control c ကိုနှိပ်ပြီးတော့ copy u ပါပြီးရင် one to one မှာ paste လုပ်ပါ control v ကိုနှိပ်ပြီးတော့ပြီးတော့ control t ကိုနှိပ်ပြီးရင် pre transform လုပ်ပါ guideline နဲ့ဝင်အောင် freeze from transform လုပ်ပြီးသွားပြီဆိုရင်ရပါပြီအဲ့ဒါပြီးရင် save export နဲ့ပဲ save ထားလိုက်ပါ save as အမနာမည်ရော once to 122လို့နာမည်ပေးပြီးရင် save လိုက်ပါမယ်နော်2လောက်ပေးပြီးတော့ save လောက်ပါမယ်ပက်ထိုနီ၎င်းမယ် ကျန်တဲ့3ခုကိုလည်းပဲ crop 2လေးယူပြီးတော့ 3s2 2 guideline လေးခြားပါမယ်မြင် guide guideline လေးထုတ်မယ်ထုတ်ပြီးတော့ရထားမယ်โอเคရပြီ keras p ရတော့ဓာတ်ပုံပဲကိုသွားပြီးတော့ 3s2 2ပုံလေးတွေဖြတ်ပါမယ်ရက်တန်ဂူလာ2လေးယူမယ် ပြီးတော့ 3s22 ကိုဖြတ်ပါမယ် Okay ခုနပြောတဲ့အတိုင်းမှာ control c control v ပြီးတော့ control d ကိုနှိပ်ပြီးတော့ transform လုပ်မယ် pb ဆိုရင် enter နှိပ် Okay နောက်ပြီးတော့ export လုပ်ထားပြီးတော့မှာ save ထားမယ် jpg format နဲ့နာမည်ရော 3s22 ရဲ့ဒီကျွန်တော်ပုံ၅ပုံမှာ၃ပုံမဲ့ပုံဖြစ်တဲ့အတွက်3လို့ရေးပြီး save ထားလိုက်မယ်အပြီးတော့နောက်တစ်ခုလဲပဲထုံးနီး၎င်း crop tool လေးယူပြီးတော့ guideline လေးတွေမှတ်ပါမယ် 3s22 guideline 3S2 တို့အချို့နဲ့ guideline လေးတွေမှတ်ခဲ့မယ်။ယာဗီရာဆိုရင်ပုံကိုဖြတ်မယ်။ M2 လေးကိုယူ rectangular 2ကိုယူမယ်။ယူပြီးတော့ဒုတိယမြောက် 3S2 ပုံကိုဖြတ်ပါမယ်။ control C ကိုနှိပ်မယ်ပြီးတော့ control view နှိပ်ပါမယ်။ပြီးရင် control t ကိုနှိပ်ပြီးတော့ freeze transform လုပ်ဒါရင်ဟာရီတိုင်းပဲရင်ရှိရလောက်ခဲ့တဲ့ဟာရီတိုင်းပဲလောက်ပါမယ်ပြီးပြီးဆိုရင် file ကိုသွားပြီးတော့ save လုပ်ပါမယ် file export export as okay emma 3s to 2 ကျွန်တော်4လို့ပေးလိုက်မယ်ဒါ၄ပုံမြောက်ကျွန်တော်နောက်ဆုံးတစ်ပုံပဲကြံပါရမယ်နောက်ဆုံးတစ်ပုံအတွက်ထုံးစံအတိုင်းပဲ3 is to 2 so we guideline လေးရထားရမယ် p ရပုံကိုသွားနောက်ဆုံးကြံနေတော့ကွက်ကွက်ဖြတ်မယ်နော် rectangular 2ကို u อืม p တော့ ရပြီ move tool လေးကိုယူပြီးတော့ control c ပြီး control v ပြီး control t okay ဖြတ်ပါမယ်အဲ save ပါမယ် save တော့ကြတော့ထုံးကန်တိုင်းပဲ find export export as ပြီးရင် export ကိုနှိပ်မယ် 2s2 2နံပါတ်နောက်ဆုံးပုံဖြစ်တဲ့5လို့နာမည်ပေးထားလိုက်မယ်ပြီးရင်ရပါပြီ Okay ပြီးရင်တော့ save Facebook မှာပုံတင်လို့ရပါပြီ Okay ကိုကြိုက်နေတဲ့တဲ့ browser ထဲကိုသွားပြီးတော့တင်လို့ရတော့မှဖြစ်ပါတယ်တဲ့အဲဒီမှာကျွန်တော် save ထားတဲ့ desktop မှာ save ထားတဲ့ပုံ၅ပုံကြာပြီးတော့ Facebook ကိုဖွင့် browser ထဲသွားပြီးတော့အဲမှာ add photo နဲ့ ပြီးတော့ကိုလိုကိုတင်းမဲ့ပုံ၅ပုံကိုအဲ၅ပုံလုံးကိုဆက်လက်ပေးလိုက်ပါပြီးရင်ဟိုပင်ကိုနှိမ့်လိုက်ပြီးဆိုရင်တင်းလို့ရတဲ့အနေဒါဖြစ်ပါပြီအဲအားလုံးပဲ like လုပ်ကြည့်ပါအားလုံးပဲအသိပြကြပါသေး Thanks for watching see you in next video please subscribe for more videos thank you